ားလုံးပဲမိလာပါ eFootball PLK ရဲ့ Facebook page YouTube နဲ့ TikTok ကောင်းနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့မှာတော့လောင်းဘောကောင်တာနီးပြတွေထဲမှာအကောင်းဆုံးနီးပြတစ်ယောက်လို့ဆိုလို့ရတဲ့ Inter Milan အသင်းရဲ့နီးပြတစ်ယောက်ဖြစ်တဲ့ Simone Inzaghi ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Simone Inzaghi နဲ့ကျွန်တော် online match ပွဲပေါင်းတော်တော်များများကိုလည်းကျွန်တော်ဆော့ကြည့်ထားပြီးပြီ Inzaghi ရောကျွန်တော်တို့ လောင်မောကောင်တာ88နဲ့လာထားတဲ့နည်းပြလည်းဖြစ်တယ်။ speed plus 1နဲ့ finishing plus 1ဖြစ်နေတဲ့အတွက်ကဘာမှပြောစရာမလိုအောင်တော်တော်လေးကိုသုံးလို့ကောင်းတဲ့နည်းပြတရားလည်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ online match sort ထားတဲ့ review video လေးကိုဆက်သွားလိုက်ကြအောင်ပြ။ အင်တာမီလန်အသင်းရဲ့နီးပြားဖြစ်တဲ့ဆီမိုနီကတော့လောင်မောကောင်တွေနီးပြားလားခွေးကောင်တွေနီးပြားလားဆိုပြီးထင်မှတ်မှားရလောက်အောင်လို့စော့ရတာတော်တော်လေးကိုကောင်းတယ်လောင်မောကောင်တွေနီးပြားဆိုပေမဲ့အနောက်တန်းနေမှာပဲကစားသမားတွေပြုံနေတာမရှိဘဲနဲ့နောက်တန်းမှာကိုင်းလယ်မှာတိုက်ဆက်မှာသူ့နေရာနဲ့သူကစားသမားတွေအားလုံးကမြင်းမြင်းမြလေးနဲ့တော်တော်လေးကိုစော့ရတာကောင်းတဲ့အနေအထားလေးမှာရှိရယ်ကျွန်တော်တို့ကိုင်းလယ်မှာဆိုလို့ရှိရင် နှစ်ယောက်ထားဆော့တဲ့ player တွေရှိရယ်သုံးယောက်ထားဆော့တဲ့ player တွေရှိသလိုမျိုးတယောက်တည်းထားဆော့တဲ့ player တွေလည်းရှိရယ်တယောက်တည်းထားဆော့တဲ့ player တွေတော်တော်များများနဲ့နှစ်ယောက်ထားဆော့တဲ့ player တွေကတော့ DM player ကို deep line ချပြီးဆော့ကြတာတော်တော်လေးကိုများပါတယ်အဲ့တော့ဒီ long ball counter နီးပြအစီမံ inside key နဲ့ဆော့နေဆိုရင်တော့ DM player တွေ deep line ချပြီးဆော့ရင်တော့ကွင်းလင်နဲ့နောက်တန်းကိုတည်ငြိမ်ငြိမ်လေးနဲ့နေရာယူပြီးတော့ intercept ကောင်းကောင်းနဲ့ဘောလုံးဖြတ်ထုတ်မှုလေးတွေလုပ်ပြီးနိုင်တာလည်းဖြစ်ပါရဲ့ဗျ။နီးပြဆီမိုနီအင်ဇဂီမှာပါတဲ့ booster တွေကတော့အင်ဂိမ်းထဲမှာသူ့ရဲ့ player တွေကို speed နဲ့ finishing mind တွေကိုပိုပြီးကျန်းသွားစေတာဖြစ်တဲ့အတွက်တိုက်စစ်မှာအပြည့်တအားမြင်တဲ့ကစားသမားတွေ acceleration ကောင်းတဲ့ player တွေအတွက်ကတော့ကစားအားလည်းတော်တော်လေးကိုပိုပြီးတော့ကောင်းလာတာတွေ့ရတယ်။ finishing mind က +1 ဖြစ်နေတာလည်းဖြစ်တဲ့အတွက် phenomenal finishing ပါတဲ့တိုက်စစ် player တွေအတွက်ကတော့ ကိုးတင်မှုအတွက်အရန်ကိုတည်ကြတဲ့အနေအထားမျိုးမှလည်းရှိပါလေဗျနီးပြတ်အင်ဇဂီရဲ့လွန်ဘော့ကောင်တာပလီယင်းစတိုင်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းကမန်ချက်စတာယူနိုက်တက်အသင်းဖက်မှာပါလာခဲ့ဘူးတဲ့လွန်ဘော့ကောင်တာနီးပြတ်တန်ဟန့်ရဲ့ပလီယင်းစတိုင်နဲ့နည်းနည်းလေးသွားပြီးဆင်နေတယ်လို့မျိုးရှိတယ်အဲ့ဒီချိန်တုန်းကတော့အဲရီတန်ဟန့်ကလွန်ဘော့ကောင်တာ85နီးပြတ်နဲ့လွန်ဘော့ကောင်တာပလီယင်းစတိုင်ကိုကစားကြတဲ့ကစားသမားတော်တော်များများဝယ်ပြစ်ခဲ့ကြတဲ့ fake တခုလေးဖြစ်တယ်လို့ clear တော်တော်များများလဲစော်ကြတဲ့ဤပြလဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် every ten hang ရဲ့နောက်တန်းကစားပုံနဲ့ကွင်းလင်တည်နေပုံတွေကတော့ game နဲ့မှာကိုကျွန်တော်ပြောပြတာပါတော်တော်လေးကိုကောင်းတဲ့အနေအထားမျိုးမှာရှိပါတယ်။အဲ့ဒီအချိန်တုန်းက Eric Ten Hag မှာပါတဲ့ booster ကလည်း speed plus 1ဖြစ်တဲ့အတွက်ကစားသမားတွေရဲ့ speed အနေအထားအရဘာမှပြောစရာမလိုအောင်တော်တော်လေးကိုမိုက်တဲ့အနေအထားမျိုးလည်းရှိရယ်။အခုအချိန်မှာလည်း Inter Milan အသင်းရဲ့နီးပြ စီမိုနီအင်ဇာဂီယာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ speed plus 1နဲ့ finishing man ဟိုမှာ plus 1ဖြစ်တဲ့အတွက်ကကျွန်တော်တို့တိုက်ဆက်မှာကစားရတော့ကွင်းလက်မှာကစားရတော့နောက်တန်းလုံခြုံမှုတွေရောဘာမှပြောစရာမလိုတဲ့အနေအထားမျိုးမှလည်းရှိပါတယ်ဗျ။အပြက်အင်ဇာဂီနဲ့ solo ကောင်းတဲ့ formation တွေကတော့ကျွန်တော်တို့ပုံမှန်စော့နေကြ formation တွေဖြစ်တဲ့4 2 1 3 4 2 2 2 4 1 2 3 4 3 3ဆိုရယ် formation တွေကတော့တော်တော်လေးကိုစော့ရတာ ကောင်းတဲ့ formation မျိုးလေးလည်းဖြစ်တယ်။ကျွန်တော်အခုစောပြထားတဲ့ဒီ review video ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်က433 formation ကိုပဲအသုံးပြုထားတာဖြစ်ပါတယ်ဗျ။ကျွန်တော် in game မှာစောပြထားတဲ့ vision ဘိုင်းနေ strategy ဘိုင်းနေ person ဘိုင်းနေကိုတော့ကျွန်တော်ရဲ့ညီကို player တွေဆက်လက်ကြည့်ရှုအားပေးကြပါအောင်ဗျာ။ The attendance for this match was 71,898. indicated နီးပြရင်ဆိုင်ကြီးနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အကြောင်းအရာလေးတွေကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုဇုံတီတီရှုအားပေးကြတဲ့ညီကို player တွေအားလုံးကျေးဇူးတင်ပါတယ်ဗျာ